ညောင်ကျူရွာဟာတောင်ပေါ်ကနေစီးဆင်းလာတဲ့တောင်ကြချောင်းကန်းစက်နာမှတည်ရှိပြီးတော့မြို့နဲ့အလန်းဝေးတာကြောင့်လျှက်စစ်မေလဲကောင်းကောင်းမရတာကြောင့်အတော်လေးကိုခင်းနှောက်ကြတဲ့ရွာငယ်လေးဖြစ်ပါတယ်။ဟေ့ဗုဒ္ဓ မပြီးသေးဘူးလားဟာတရွာတဲ့နေတငယ်ချင်းဖြစ်သူချက်ပေါင်းရဲ့အမေကြောင့်ဖိုးထုတယောက်ကောက်လိုင်းတုံးတွေကိုဝါးတစုနဲ့ထိုးကထန်းနေရင်းကနေမပြီးသေးပါဘူးကွာရာသီဥတုကတိတ်ပြီးတော့မှန်တာမဟုတ်ဘူးချက်ပေါင်းရအဘကကောက်လိုင်းတုံးတွေတလင်းနဲ့ကိုဒီနေ့ပြီးတဲခိုင်းတာကွာမဘူးပါနဲ့ကွာငါရောက်လာပြီပဲကိုငါကူထမ်းပေးပါမယ်ကွာချက်ပေါင်းကလည်းကရောင်းကိုမြောက်နေအောင်ကြိုက်ပြီးတော့ဖိုးထုနဲ့အတူကောက်လိုင်းတွေဝင်ထမ်းမာတော့တယ်သူ့ပုံကိုကြည့်ရတာတော့အရက်တကူနဲ့မူးနေတဲ့ဟန်ပါပဲဒို့ပဲမဲ့လဲတောက်ဖက်တောက်ဖက်များမို့အထူးစမ်းတော့လည်းဟုတ်မနေပါဘူးသူတို့ကောက်လိုင်းတုံးတွေကိုကိုစီထမ်း ညာရင်လည်းပဲအချင်းအားတဖြည်းဖြည်းနဲ့မောင်ကြီးပြိုးလာပါတော့တယ်။ကဲနားရအောင်ချပောင်းရေကောက်လိုင်းတုံးနေလဲအကုန်နီးပါတလင်းထဲကိုရောက်နေပြီပဲကွာ။ကျန်တာတွေကမနေ့ကမှဆက်ထမ်းကြရပါကွာ။တလင်းထဲကကောက်လိုင်းတွေကိုတာပေါ်လင်စားနဲ့အသေးချအုံမိုးကတငယ်ချင်းတယောက်ကလဲလန်းတိုင်းရွာကိုပြန်လာခဲ့ကြပါတယ်။ဖူထူတို့လဲသူရွာနဲ့အနှဲငယ်လမ်းပင်မှာလဲသူရဲ့ဖခင်အမွေရထားတဲ့လဲရတွေမလို့မယောင်းရက်ပဲနဲ့ယခုလိုမျိုးလောက်ကင်ခဲ့ကြပါတယ်။လာရောင်ရေးရေးအောင်မှလေနူအေးအေးနဲ့တငယ်ချင်းတယောက်ကလဲလန်းတိုင်းရှောက်လာခဲ့ကြပါတယ်။ညနေကပင်ပန်းထားတဲ့အချိန်ကြောင့်လဲချက်ရက်ကလေးကိုစီတောက်ထားက ြတာမလို့အနှဲငယ်တော့ရီဝေဝေဖြစ်နေပြီးတော့သူတို့လျှောက်လာကြရင်လည်းညောင်ကျိုးရွာနာကိုရောက်လာခဲ့ပါတယ်။ဟေ့ရောက်ချက်ပေါ့။ဟူးရှိရဘာတွေလဲကွာကြည်စမ်းမအောင်။ ဖူးထူးညွန်ပြရာကိုချက်ပေါင်းလမ်းကြည့်လိုက်တဲ့အခါမှာတော့လရောင်အောင်မှာရှည်လျားလာတဲ့လဲတန်းကြီးတစ်ခုကိုသူတို့တွေ့လိုက်ရပါတယ်။ဒီချိန်ဒိုးရွာနာမှာပွဲလန်းတပယ်လည်းမရှိပါဘူးကွာ။ဒီလဲတွေကဘယ်လိုသွားနေကြရလဲကွာ။ငါတို့နဲ့လည်းတဖြည်းဖြည်းနီးလာသလိုပဲ။လဲတန်းကြီးကလည်းသူတို့နောက်ကနေတဖြည်းဖြည်းနဲ့သူတို့နားကိုနီးလာတာမလို့ရှောက်နေတဲ့လဲလန်းမော်ကလည်းသူတို့နှစ်ယောက်ကလမ်းဖယ်ပေးလိုက်ကြပါတယ်။နွားကျူတန်းနဲ့တလွန်လွန်နဲ့သူတို့နားကနေဖြတ်တန်းသွားတဲ့လဲပေါ်မှာတော့ကလေးလူကြီးယောက်ျားမိန်းမအစုံပါပဲသူတို့ကိုယ်တော့သတိထားမိဟန်လည်းမတူပါဘူးချက်ပေါင်းတဲ့ဘူတူလည်းအံဩစွာနဲ့ကြိ ည်နေနဲ့လဲတွေနဲ့ခက်ဝဲဝဲကိုရောက်တော့မှသူတို့လည်းရွာကိုဥတီကခက်သွက်သွက်ရှောက်လာခဲ့ကြပါတယ်သူတို့နှစ်ယောက်အချိန်တော်တော်ကြာရှောက်နေကြပေမဲ့လည်းစိတ်ထဲမှာတော့ဒီနေရာကနေအရှိကိုမရောက်တလို့ပဲခံစားနေရပါတယ်ဟိယောက်ချက်ပေါ့ငါတို့ရှောက်နေတာတော်တော်ကြာနေပြီကွာရွာထဲကိုတော့လမ်းမြင်နေရတာဘာဖြစ်လို့ရွာထဲကိုအခုထိမရောက်နိုင်သေးရလဲဖိုးထူးကအဲ့ဒီလိုပြောတဲ့အခါချက်ပေါင်းကမျက်နာမကောင်းမနဲ့ခေါင်းငိုက်ဆိုင်လျက်ငါ ငါမင်းနဲ့ရွာကိုပြန်လိုက်ချင်လို့ပါတကယ်ကြီးဟာငါတို့မြေမြန်ရှောက်ရင်တော့ရောက်မှာပါကွာချက်ပေါင်းမှာပြောလဲပြောမျက်ရည်များလဲကျလာတာကြောင့်ဖူးထုကအံ့ဩစွာနဲ့ဟေ့အောင်မင်းကဘာဖြစ်နေရလဲကွာ ငါတို့တွေကကောက်လိုင်းတူတူထမ်းခဲ့ကြရလေကွာမင်းကရွာကိုပြန်မလိုက်လို့ဘယ်သွားမလို့လဲကွာချက်ပေါင်းကငိုဘဲငိုနေရင်ကနေရုတ်တရက်မြေကြီးတွေတုံလုံးလာပြီးတော့ချက်ပေါင်းရဲ့ကြောပြင်ကိုတစုံတယောက်ကအားနဲ့ရိုက်ချလိုက်ပါတယ်အာအချောက်ဝါရွာအာနားလိုက်တာဗျာဖူးတူးတယောက်ချက်ပေါင်းကိုပြေးဆွဲဖို့လုပ်နေပေမဲ့လည်းခြေစုံဟာမြေကြီးပေါ်ကနေခွာလို့မရနိုင်တော့ပါဘူးအရင်ခိုက်မှာပဲချက်ပေါင်းနောက်ကနေဗလားခတ်တော့နောက်အရက်မောင်းကောင်းကောင်းနှကမ်းမွေးဆက်ဆာရောင်တစောင်းနဲ့ပစိုးကိုကရောင်းကြိုက်ထားတဲ့ပေါင်မှလည်းရှေးရိုးရထိုးခွင်းနေတဲ့လူကြီးတယောက်ဟာပေါ်လာ ြီးတော့ဖိုးထုကိုစူးစူးဆက်ဆက်ကြီးကိုကြည့်နေပါတယ်ဟေးအောင်မင်းပြန်တော့ကွာသွားဒီငမိုက်သားကိုထားခဲ့လိုက်တော့မင်းရွာကိုပြန်တော့ဒီကောင်နဲ့မင်းနဲ့ကဘဝချသွားပြီကွာခမဖိုးထုတယောက်ကဘာကူမှနားမလည်နိုင်တာကြောင့်ငိုနေတဲ့ချက်ပေါင်းကိုလမ်းမိတ်လိုက်ပါတယ်ဟေးအောင်ချက်ပေါင်းမင်းဘာတွေဖြစ်နေရလဲကွာငေါ့ပြောပြပါအောင်ကွာမင်းနဲ့ငါညနေရတော့ကောက်လိုက်နေအတူတူထမ်းခဲ့ကြရလေကွာချက်ပေါင်းကဘေးနက်ကလူကြီးမျက်နှာကိုလမ်းကြည့်ပြီးတော့ငုံမြဲငုံနေပါတော့တယ်မင်းကောင်ကမင်းစီကိုလာရင်းနဲ့လမ်းမှာကတဲ့င်းရိုးခလုတ်တိုက်ခဲ့တာကွာ ဘာမဆိုင်ညာမဆိုင်သူ့ဘာသာသူခလုတ်တိုက်တဲ့ကိစ္စကိုငါအပိုင်ထဲမှာငါ့ကိုဆယ်ရီတိုင်းထွာခဲ့တာပဲငါခွင့်လွတ်ပေးပြီမယ်နောက်တစ်ချိန်ငါနေတဲ့နေရာကိုလာပြီးတော့မတက်ရက်ပြီးအပေါ်သွားခဲ့ပြန်တယ်အဲ့ဒါကြောင့်ငါမင်းကောင်မွေဆိုးနဲ့မသေးမချင်းတိုက်တက်ခဲ့တာတေးတာတောင်မှ तू ကမင်းစီလာပြီးတော့ရွာထဲဝင်ဖို့ကြိုးစားနေတဲ့ကောင်ရွာတော်ရှင်ကိုလည်းငါပြောထားပြီးပြီဒီကောင်ကိုရွာထဲပေးမဝင်ဘူးဖိုးထုတရားမျက်ရည်တွေစီးကြလာကအချစ်ဆုံးတငယ်ချင်းဖြစ်တဲ့ချက်ဖောင်းကိုတနာလို့ပြေးဆွဲဖို့ကြိုးစားပေမဲ့လည်းခြေထောက်တွေကတော့လှုပ်လို့ရမနေတော့ပါဘူးခမရခမရကဘာလုပ်လဲဗျာ ဖိုးထုကအဲ့ဒီလိုမေးလိုက်တဲ့အခါမှာတော့ထိုလူကြီးဟာသဘောကျရယ်မောလေးရဲ့မတ်ထားကွာငါဒီနယ်တခွင်ကိုအပိုင်စားရထားတဲ့ကွင်းပိုင်ပဲမလောက်လေးမလောက်စားနဲ့ငါ့ကိုစော်ကားလို့ငါအကြောင်းသိအောင်ပြလိုက်တာလေကဲကောင်းလေနောက်ကျနေပြီကွာမင်းပြန်တော့သွားအဲ့ဒီလိုမျိုးပြောဆိုကဖိုးထုရဲ့နှစ်ဖူးကိုလက်နဲ့လန့်ထိလိုက်တဲ့အခါဖိုးထုကထူးဆန်းစွာပဲအမြင်အာရုံနေရာမှောင်မိုက်လို့နေရာမှာရင်လဲကျသွားခဲ့ပါတော့တယ်နားထဲမှာလည်းလူများရဲ့စကားပြောတဲ့နေတက်တဲ့ကိုကြားနေရပြီးတော့ဖိုးထုတယောက်ကမျက်လုံးတွေကိုအာယူပြီးတော့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ဟာလူလေးမေတ္တရီရလာပြီလားနဘေးမှာစိုးရိမ်နေတဲ့အမူအရာနဲ့မေးလာတဲ့ဖိုတူရဲ့ဖခင်ဥတာစိန်ကိုဖိုတူကဘာမှပြန်မပြေနိုင်သေးပါဘူးရေရေတခွက်လောက်တိုက်ပါဗျာကျွန်တော်ရေတခွက်လောက်တိုက်ပါဗျာဖိုတူတယောက်ခတ်ပေးလာတဲ့ရေကိုအငမ်းမရတောက်ပြီးတဲ့အခါမှာတော့လူလေးဘလို့ဖြစ်ကြရလဲကွာအဘောက်လည်းရှင်းပြပါဦး ဖိုတူကဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့မိမိအိမ်ကိုရောက်နေတာကိုသတိထားမိပါတယ်။အဘကျုပ်ကျုပ်ဒီကိုဘလို့ရောက်လာလဲဗျာ။ဥတာစိန်တယောက်စေးပြင်းလက်ကြီးကိုတစ်ချက်ဖွာရှိုက်လိုက်ပြီးတော့ညာအဘလည်းရာသီဥရပူလို့အိမ်ရှိကွပ်ပစ်ပေါ်မှာလဲနေရင်းကနေအိပ်ပျော်သွားတာကွာ။မနဲ့နှစ်ချက်ဒီလောက်မှာခြံရှိကိုလဲတစည်းရောက်လာပြီးတော့အဘနာမည်ကိုလမ်းခေါ်နေရလေ။အဘလည်းလန်နိုးလာပြီးတော့တွားကြည့်လိုက်တဲ့အခါဗလားတောင်းတောင်းနှခမ်းမွေးဆဆနဲ့စပင်းကိုရောင်တစောင်းထုံးထားတဲ့လူဟာလဲကိုမောင်းလာတာပဲကွာ။ ပစိုးကဂရောင်းကြိုက်ပြီးတော့ပေါင်မှလည်းထိုးခွင်းနေတယ်လူလေးမူးပြီးတော့လမ်းဘေးမှာအိပ်ပျော်နေတာတွေ့လို့သူလဲပေါ်ခေါ်တင်လာတာဗျာအဖေဖြစ်သူဥတာစင်ရဲ့စကားကြောင့်ဖိုးထူးတယောက်ဟာထိတ်လန့်သွားခဲ့ပါတယ်ဘာဖြစ်လို့လဲလူလေးရဲ့ဖိုးထူးကညာအဖြစ်ပြက်တွေကိုပြန်စဉ်းစားမိကအဘလဲမောင်းလာတဲ့လူဟာအခြားသူမဟုတ်ဘူးအဘရဲ့ဒီနယ်ကိုအပိုင်စားရထားတဲ့ကွင်းမိုင်ကြီးပဲအဘရဲ့အဲဒီလိုမျိုးပြောဆိုကညာကသူကြုံတွေ့ခဲ့ရသမျှကိုအဘနဲ့ရွာသားတွေကိုသူရှင်းပြလိုက်တဲ့အခါမှာတော့ အားလုံးကလည်းအံဩထိတ်လန့်မှုတွေကိုစီနေချက်ပေါင်းအတွက်ကိုလည်းဝမ်းနဲ့ကြည်ဝဲကြရပါတော့တယ်။ကဲဘုဒ္ဓပြောတာဟုတ်မဟုတ်တို့တွေချက်ပေါင်းကိုတွားရှာကြည့်ရအောင်ကွာ။ရွာတွေကရွာသားတွေကချက်ပေါင်းအလောင်းပဲရှိရာကိုတုတ်ချစ်တင်ထွက်သွားကြပါတယ်။တိတ်မကြခင်မှာပဲချက်ပေါင်းရဲ့အလောင်းကိုရွာပြင်လေခွင်းနားမှာရှာတွေ့သွားပြီးတော့မွေစိတ်ကြောင့်ချက်ပေါင်းမျက်နာတစ်ခုလုံးပြာနန်းနေပါတော့တယ်။ကဲကဲရေဆက်ချအမြဝင်မယ်။ရွာဦးကျောင်းဆရာတော်ဖရာရဲ့ချက်ပေါင်းအတွက်ရေဆက်ချဖို့တတိပေးတဲ့အကြောင်းအားလုံးတိတ်ဆိတ်ညင်တဲ့လေလက်ဦးချီကာ ဆရာတော်တိုင်ပေးတဲ့အတိုင်းပဲလိုက်ဆိုကြရင်းနဲ့မျက်ရည်ကိုစီနဲ့ပဲတကားချက်ပေါင်းနဲ့တကွာကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောတာဒုတာဒုတာဒု တင်းကျိုင်းကိုကြော်ခိုင်ကဖူးတူတယောက်ထွက်လာခဲ့ရင်းနဲ့လောကမှာမမြင်အပ်တဲ့အရာတိုင်းကိုမယုံလို့မရနိုင်မှကိုယ်တိုင်ကြုံခဲ့ရတာကိုတင်ကန်းစာယူရင်းနဲ့တငယ်ချင်းဖြစ်သူချက်ပေါင်းအတွက်လည်းကြေကွဲဝမ်းနဲ့နေမိပါတော့တယ်ဇလန်းလေးကတော့ဒီမှာတွေမဲ့ပြီးဆုံးသွားပါပြီဗျဇလန်းလေးကိုစုံနေဒီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်